အရန်ကိုရတာရှိတဲ့အသားဥကြော်တွေလောက်ပြပါမယ်။ပထမဦးဆုံးဇေကနေပြီးအသားဥကြော်တွေကိုဝယ်လာပါရယ်။အသားဥလေးကိုရောရေကနေရေလောက်စိမ်ပြီးသားပါမယ်။ပထမဦးဆုံးကတော့ရေလေးညစ်ပြီးတော့ပြင်ဆင်ထုတ်ပြီးပြင်ဆင်လောက်ထားပြပါရယ်။ကိုဒီနေရာမှာတစ်ချိန်မဲစိမ်နိုင်လဲရပါရယ်။အသားဥလေးကိုဘန်းနဲ့ဟိုးဆဲထည့်လိုက်ပါမယ်။ရေကိုရောပြောင်းညစ်ပေးတင်ပါရယ်။ လို့ရှိရင်တော့ကြက်ဥခောက်ပြီးတော့ထဲမှာဖြစ်တဲ့အတွက်ကြက်ဥကလေး၅လုံးကိုသုံးလာပေးပါရယ်။ကိုလိုတလောက်လည်းသုံးလို့ရပါရယ်။ကြက်ဥကတော့ကိုယ့်ရဲ့ပမာဏလောက်သုံးနိုင်ပါရယ်။ဒါပြီးရင်တော့အချုံမုတ်တစုံ၊ကြက်သားမုတ်တစုံကိုထည့်ပြလိုက်ပါရယ်။ကျုပ်ကကိုသုံးတဲ့နေရာကိုကြည့်ပြီးတော့တက်တာမဟုတ်ချုံမဟုတ်လိုက်တင်းတင်းထည့်ပေးလို့ရပါတယ်။နှံ့လာအောင်ပြီးပြီးသွားပြီဆိုရင်တော့ကျုပ်ကလေးကိုအနေထားကိုကြည့်ပါမယ်။ ဒီလိုမျိုးရပြီဆိုလို့ရှိရင်ဈေးကနေပြီးတော့ဝယ်လာတဲ့ရိုးရမယ်စံချိန်မီပြောင်းကုန်မုတ်ကလေးကိုထည့်ပါမယ်တစ်စိတ်ကလေးကိုတိတ်ချဖြတ်ပေးပါမယ်ရှင်ဒါလေးကိုတော့ကျမကတော့သုံးဆုံးတတိထည့်ပါတယ်ပထမကတော့တဆုံးထည့်မလို့ပဲပေါ့နော်ကိုကကျွတ်ရွရကလေးနဲ့စားစင်နေဆိုလို့ရှိရင်တော့သုံးဆုံးတတိထည့်ပေးလို့ရပါတယ် ဒီမှာကလည်းကိုယ့်ရဲ့အသားတို့ကိုယ့်ရဲ့အကျုပ်ကိုကြည့်ပြီးတော့ပြောင်းကုန်မှုကိုထည့်ပေးကြတာထည့်ပေးလို့ရပါတယ်နော်တို့ပုံမူလိုက်ရတော့အချိန်ကမနစ်ပေးလိုက်ရပါတယ်ကို့မှာကဇွန်လေးခွန်းနေအဲ့လိုမျိုးမရှိရခါကြတော့ခယုံနဲ့ပဲအဲမူလိုက်ရပါတယ်စီရရဲ့အိုးလို့တခုရဲ့ကိုတော့ကျက်ဦးအနှစ်ကိုအရင်ဆုံးထည့်ပေးလိုက်ပါမယ်။ထည့်ပေးပြီးရင်တော့အသားဥတွေကိုပြင်ဆင်ပြီးပြန်ထည့်ပေးလိုက်ပါတယ်။ ီလိုထက်ပြီးရင်လက်ကိုတခြားဆေးပြီးရောနေလို့ရပါပြီ။နေနေချိန်မှာလည်းအသားဥတွေကိုအရသာဝင်အောင်လို့ပို့ပြီးရောကိုကနှံ့ဆက်အောင်နေပေးတင်ပါတယ်။ဒီလိုမျိုးနှင်လိုက်လို့အရင်အများကြီးထွက်လာပြီးဆိုရင်တော့အသားဥလေးရပါပြီ။မီးအေးလေးနဲ့ပဲအသားဥလေးကိုကြော်ပေးရပါမယ်။ကျိုးကျိုးကျော်ပြီးသွားလို့ရှိရင်တော့အသားဥလေးကအနီအောင်တန်းလာရင်ဆယ်လို့ရပါပြီ။ အသားလူလေးကအပြင်ပိုင်းကလေးကကျွတ်ကျွတ်ရွရွာလေးနဲ့အထဲမှာဆိုရင်တော့အီအီကလေးစားလို့အရန်ကောင်းပါတယ်။ဒီသားလူကိုချိုချင်းပေးလိုက်ရတာကတော့တနိုင်ပေးလိုက်ရပါတယ်။ကိုရဲ့ချစ်ခင်တဲ့သူတွေနဲ့ပဲစားမလားဒါမှမဟုတ်မိသားစုတငယ်ချင်းအနိုင်ပိုင်းများနဲ့ကြော်စားမလားအချိန်တနိုင်ပေးအောင်လဲဒီလိုအစားအသောက်လေးရရဲဆိုတာအဆင်ပြေရဲ့နော်။ကိုကနည်းနည်းလေးပဲလောက်စားမယ်ဆိုရင်တော့အချိန်ကနိုင်ရွက်လောက်ပဲပေးရမှာပါ။ ကယ်ရက်ခရှိရဲ့အသားရုပ်ကျော်ကျွတ်ကျွတ်ရွရကလေးစတင်ရပါပြီ။စားလိုက်ပါအောင်မယ်ပရိသတ်တို့ရေ။အားလုံးကိုအသားရုပ်ကျွတ်ကျွတ်ရွရလေးစားကြည့်စင်ပါရဲ့။